ဇေလပိုင်း24ရက်နေ့မနေ့ရပေါ့နော်မနေ့ရကျွန်မတင်ထားတဲ့ post နဲ့ပတ်သက်ပြီးတော့ကျွန်မညီမလေးကလေးမိဖွားရင်းနဲ့မိရင်းနဲ့မှာကလေးလေးဆုံးသွားတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ဗီဒီယိုဖိုင်လေးနဲ့ရှင်းပြပေးတာပေါ့နော်ဇာနဲ့ comment တွေပြန်တဲ့ခါကျတော့လည်းမပြည့်စုံတဲ့ခါလေးရှိတော့နောက်ပြီးတော့မေမေလောင်းလေးတွေပေါ့နော်ကျွန်မညီမလေးလိုမျိုးမိခင်ဖြစ်လာမယ်မေမေလောင်းလေးတွေကိုလည်းတတိပေးစကားလေးပေါ့နော်အဲ့လိုလေးလေးပြောလို့ရတယ်လို့မျိုးအကြံပေးတာပေါ့နော်ကျမတို့တွေးကြုံခဲ့ရတဲ့ဟာလေးကို မျှဝေပေးတာဗောနော်ဖြစ်စင်ရဘလို့လဲဆိုတော့ကျမတို့ရဲ့ရာဒီတိုင်းအင်ကယ်ဘူမျိုးနဲ့ထူးကြီးမျိုးဗောနော်တိုင်နေပြည်သူစေယုံမှာကျမညီမလေးကမိဖွားတာမိဖွားတော့ကလေးက73ပေါင်ရှိတယ်ရွေရွေမွေးရင်းနဲ့ကလေးမမွေးနဲ့လို့ဆုံးတာဗောနော်အဲ့ဒါကိုရှင်းပြရမယ်ဆိုလို့ရှိရင်ညီမလေးကဝါတယ်ဟိုဝါတယ်ပြီးလို့ရှိရင်ဘိုက်ကောက်ထူတယ်ဗောနော်ဘိုက်ကောက်ထူတယ် ပြီးလို့ရှိရင်ညီမလေးမှာကအရင်ကလေးလေးတူးလေးပေါ့နော်တူးယောက်ျားလေးတော့လည်းလာမစေပဲမွေးလို့ဆိုပြီးတော့လာမစေပဲမွေးလိုက်တာပေါ့နော်လာမစေတော့ကလေးကဘာမတင်လိုက်ဘူးပေါ့နော်အဲ့လိုပဲဈေးယူမှာပဲမွေးတာကလေးပထမတစ်ချိန်ဆုံးရှုံးထားမှုတယ်ပေါ့ဆုံးရှုံးထားမှုလေအခုဒုတိယတစ်ချိန်ဒုတိယတစ်ချိန်မှာ तू အဲ့လိုဖြစ်မှာဆိုလို့ तू ကြောက်တော့ဇာဝင်နဲ့အပ်တယ်စပြီးတော့ဘိုက်ကြီးတဲ့ဇာဝင်နဲ့ပြရတယ်ပြောရှင် ။ဘိုက်ကြီးပြီးတော့3လလောက်မှလာမသိဘူး။အန်ဒရောဆောင်ရိုက်တယ်ပေါ့နော်။ကလေးနေသားလေးတည်ခြင်းလို့အန်ဒရောဆောင်ဒီဘိုက်ရိုက်တော့အကုန်အစင်ပြေတယ်။အဲ့ရနေပြီးတော့ရိုးရိုးမွေးမယ်ပေါ့နော်။ရိုးရိုးမွေးမယ်ဆိုတော့စိတ်ကလေးနဲ့ဂူဒီမွေးကနီးဖြစ်သွားရောပေါ့နော်။မွေးကနီးဖြစ်သွားတဲ့အခါကျတော့မွေးကနီးမှလည်းမမိခင်မဆိုအန်ဒရောဆောင်အစ်စ်ထက်ရိုက်ကြတယ်နော်။ဆီယောင်မနီကလည်းရိုက်ခိုင်းတယ်လေ။ အရင်မှာအထောင်းဆောင်အခုအစ်ထက်ရိုက်တဲ့မွေးကာနီမှာလည်းကလေးနှလုံးကုန်ဆန်းနေအကုန်မှန်နဲ့ကလေးရချမ်းမကြီးကောင်းတဲ့မိခင်ရရွေ့ရမွေးမယ်ဆိုလို့ရှိရင်လည်းမွေးလို့ရတယ်ပေါ့နော်အလုံးလုံးနဲ့ညီမတို့တည်ထားတာကနေပြီးတော့မမွေးခင်မိမပွားခင်နဲ့ရဲ့လောက်လို့မှလက်သေးပေါ့နော်လက်သေးစရာမတအူးနဲ့လည်းအလိုမျိုးသူတို့ပြကြည့်လိုက်တဲ့ခါကျဆရာမဟိုဘယ်လိုပြောဘာကြီးအရန်ပူနေတော့ပေါ့နော်ပြကြည့်တယ်ဆရာမ အကလေးကအရန်မထွားဘူးတဲ့ကလေးကညက်တယ်တဲ့ဘက်ကောက်ကြီးထူလို့ပေါ့နော်ရေများပြီးရောတဲ့ဘက်ကောက်ကြီးထူလို့အရန်ပူနေတာပါလို့အစီအမကိုယ်အရန်ပြောတယ်အဲ့ရနေပြီးတော့မနေ့က22ရက်နေ့ပေါ့နော်မနေ့က22ရက်နေ့မှာအဲမနေ့နှစ်နာရီလောက်မှာရေမွားပေါက်တယ်အိမ်မှာပဲပေါက်တာပြီးတော့ကျမတို့အိမ်နဲ့ဆေးရုံထဲကလန့်ခွင်အောင်ကြားတယ်နင်းနီလေးအဲ့တော့ရေမွားပေါက်တော့ချက်ချင်းပဲဆေးရုံတက်တယ်ဆေးရုံတက်တော့ဆီယမားတွေစစ်တယ်ဆီယမားတွေစမ်းတယ်ပေါ့နော်စမ်းတက်တော့လူသေးတယ်ပေါ့မွေးဘွား လိုသေးတော့ရက်လိုတာတော့မဟုတ်ဘူးပေါ့နော်။နိုင်ပိုင်းလိုသေးတယ်ပေါ့။အဲ့ကနေပြီးတော့၄နိုင်မှဆရာဝန်ကြီးကရောင်းလဲတယ်။ကျမတို့ရှင်မဆရာဝန်ကြီးကရောင်းလဲတဲ့ချိန်တက်တက်ရှိတယ်။ဆရာဝန်ကြီးကရောင်းလဲတယ်ဆိုတော့၄နိုင်မှကြည်လိုက်တော့တင်းရလက်သုံးလုံးပဲပွင့်သေးတယ်။လူနာလူနာရှင်ကိုမေးတယ်ပေါ့နော်။ရိုးရိုးမွေးချင်လား၊ခွဲမွေးချင်လား။ဆိုတော့မိဘတွေကတော့ဆရာရဲ့ဖြစ်နိုင်မယ်ဆိုရင်တော့ရိုးရိုးပဲမွေးချင်တယ်။ကျွန်တော်အဲ့ကနေကဲဟုတ်ပြီအဲ့ဆိုရိုးရိုးမွေးဖို့စောင့်မယ်ပေါ့။စောင့်တော့ကျမပြောချင်တာအနက်နန္ဒာကြီးကဘိုင်းနာလို့သွားတဲ့လူနာကို ရိုးရိုးမွေးလို့မရရင်ကွဲမွေးရမှာဆရာဝန်ရဲ့ထုံးစံမဟုတ်ဘူးလားအဲ့တခုပေါ့နော်နောက်ပြီးအဲ့ဒီချိန်ကနေပြီးတော့ကလေးကဘယ်နှစ်နာရီမှမွေးလဲဆိုတော့ညနေ3နာရီမှမွေးတယ်ကလေးကအဲ့ကြားထဲမှာဘယ်သူမှဘာမှမပြောကြဘူးလားဘိုက်ကအရန်နာလာတယ်ညနေမွေးကနေမှာပေါ့နော်ညနေမွေးကတော့ဘိုက်အရန်နာလာတဲ့ခါကျတော့ဆရာဝန်ကပြောတယ်ယူယူမိဘတွေမိတယ်ဘယ်ယူမွေးချင်တာခွဲမွေးချင်တာအဲ့ချိန်ဒီဘိုက်တွေကကလေး73ပေါင်ဆရာဝန်မသိဘူး ိုင်ထဲမှာကလေး73ပေါင်ဖြစ်နေတာကိုစိတ်ရအောင်မသိဘူးတဲ့အာယူယူမွေးခြင်းတော့ခွဲမွေးခြင်းမိဘတွေကဆရာရဲ့ဖြစ်နိုင်ရင်တော့ယူပဲမွေးခြင်းနဲ့ဒါပေမဲ့ခွဲရမယ်ဆိုရင်တော့မတတ်နိုင်ဘူးပေါ့ဒါပေမဲ့ဆရာဝင်ကလုံးဝတတိယခွဲရမယ်လို့မပြောဘူးဒီယူယူမွေးဖို့ပဲစောင့်တော့ညနေပိုက်အရန်နာလာတဲ့အချိန်ကျတော့အရန်ပိုက်အရန်နာတဲ့အချိန်မှာတဲ့ခွဲလိုက်မယ်ဆိုလို့ရှိရင်တဲ့လူကြီးအသက်ကောကလေးအသက်ကောလူပါမှာတဲ့ဆိုတော့မိဘဘက်ကစဉ်းစားကြည့်ပါဦးမမတို့ရဲ့ အဲ့ဒါနဲ့ရူးရူးမွေးရမယ်ပေါ့ရူးရူးမွေးတော့ကလေးကညစ်တော့ညီမလေးကသူလည်းသူအားကြီးတယ်လို့ပေါ့နော်သူ့ဘိုက်ထဲမှာသူတိတာကအဲ့နတ်မအဲ့ဆီယာမတွေပြောတဲ့ဘိုက်ထဲကကလေးကအရင်မထွားဘူးဆိုတာပဲသူတိတဲ့အတွက်ကြောင့်မို့သူသူသမီးလေးကိုသူမရရအောင်သူညစ်ပြီးမွေးတယ်ပေါ့နော်မွေးတော့ကလေးကကောင်းထွက်လာပြီညနေ3:00နာရီမှာကလေးကောင်းထွက်တဲ့အခါကျတော့ကလေးကအရင်ထွားနေပြီ73ပေါင်ဆိုတာအမတို့ကကြားဘူးကြလားကလေး73ပေါင်ဆိုတာက ကျွန်မတော့ဒီကျွန်မအသက်ဒီကလေး73ပေါင်းတော့မကြောက်ဘူး6ပေါင်းတော့မှပဲမိဘတွေအသေးအနံမွေးရတာလေအော်ကလေး73ပေါင်းဆိုတော့ကလေး73ပေါင်းရသူမရမကညစ်ပြီးမွေးတော့ကလေးကကောင်းထွက်လာပြီမေရဆက်မညစ်နိုင်တော့ဒီ73ပေါင်းကလေးကိုမေရဆက်မညစ်နိုင်တဲ့ချိန်မှာဆရာဝန်ကဘာပြောလဲဆိုတော့ဒီကောင်းကိုတည်းပြတ်တဲ့ပြီးဘိုက်ကိုခွဲမယ်ဆိုရင်နှစ်ယောက်စလုံးမလွယ်ကူဘူးပေါ့နော်မိဘရောမိခင်ရောကလေးရော မလွယ်ဘူးဆိုတော့အဲ့အချိန်မှာတက်ပြီးတော့လူနာရှင်တို့တက်မေးတယ်လူနာရှင်တို့တက်မေးတာဘုံနောက်ဆုံးပြောတာပေါ့နော်မိခင်တဲ့ကလေးတဲ့ဘယ်တရားရောက်တော့စွန့်လို့ရမယ်ပေါ့ဆိုတော့ဒီလူနာရှင်မိဘတွေကလည်းစွန့်လို့ရမယ်ဆိုလို့ရှင်အမလို့စဉ်းစားကြည့်ပါဦးကလေးဆိုတာပြည့်ယူလို့ရတယ်ပေါ့လူကြီးတွေဆိုတာကလည်းဂုကေလိုမျိုးဘယ်လိုပြောမလဲ အသိပညာတွေမကြွယ်ဝနေဘူးလေဒီစီယာဝင်းလေးပြောတဲ့စကားကိုပဲသူတို့မှာဆုံးဖြတ်ကြတာပေါ့နော်အဲ့ချိန်မှာသူတို့ကိုယ်တိုင်လည်းမိခင်တွေပြင်နေတဲ့အတွက်ကြောင့်သူတို့သမီးလေးကိုပဲသူတို့ယူရတယ်ပေါ့နော်ကလေးကိုတော့ဆရာရဲ့ဖြစ်နိုင်ရင်တော့တာမီနီယောက်ဆိုလို့လိုချင်တာပေါ့မဖြစ်နိုင်တော့ဘူးဆိုရင်လေမေဟိုပဲယူပါမယ်လေဆိုတော့ဆရာဝန်ကအဲ့စကားနဲ့ပဲလူနာရှင်တွေဘက်ကလည်းအဲ့စကားပြောပြီးဆရာဝန်ကကလေးကိုညက်တယ်နဲ့ သွေးတို့ကြောင်သူတို့စိတ်ထဲမှာကလေးတရားရင်မကြည့်တော့ဘူးသူတို့ကလေးရသူတို့လက်ထဲမှာပဲကလေးကပြောမစုံကလေးကိုတပ်ပြီးထုတ်လိုက်တယ်လို့မျိုးဖြစ်သွားတာပေါ့နော်အဲ့လိုနဲ့ကျမတို့မလေးကိုဆုံးရှုံးလိုက်ရတယ်ပေါ့နော်เสียเอาเหรอไปเที่ยวกะลิ73บาทไม่ติดอูเด้ မတော်ရဲ့စဉ်းစားကြည့်ကြပါဦးညီမညီမလေးမတော်မွေးလဲရတဲ့အဲ့ဒီကလေးလေးကိုသူသမီးလေးကိုအားနဲ့မနဲ့အခုဘလို့လဲဆိုတော့လေညီမလေးကသွေးရလဲတုံးမလင်းသွေးရလဲသူကသွေးလိုလိုပေါ့နော်ခုကြတော့တစ်စက်နေရင်ညနေရက်ကလေးမွေးထားတဲ့ကလေးမေကဒီမနေ့ရောက်တော့သူလည်းရောက်ချင်တယ်တဲ့သူသမီးလေးကိုလည်းသူတို့ဘာမှမေးရောကျမတို့ကလည်းလိန်ရလား မိဘတွေကလည်းလိန်ရတာသမီးရဲ့ကလေးကထွားတော့အသက်ယူကငွေရတာပေါ့နော်လက်မင်းဟိုကသမီးမွေးတဲ့အချိန်မှာလက်မင်းညင်ပြီးသလိုဖြစ်တော့ကလေးကအသက်အသက်ယူစက်နဲ့အောက်ဆီဂျင်လေးနဲ့အသက်ယူနေရတယ်ပေါ့အဲ့မျိုးလေးလိန်တာတော့သူအရာလေးဟိုပဲသူစိတ်ထဲမှာအော်သူသမီးလေးတည်းသူဆူတောင်းနေတာသူရဲ့ကြောက်နေရအရင်ကလေးလေးလို့သူဖြစ်မှကြောက်နေရမိဘတွေကလိန်တာတော့ တော့တွေးချင်တယ်လေသူသမီးကိုခဏခဏမေးနေမိဘတွေအဲ့လိုပဲလက်ပတ်ပြီးလိမ့်တယ်မနေ့ကကျသူလမ်းလျှောက်ချင်တယ်ဆိုอืมမိဘတွေကအဲ့သမီးရဲ့အခုမှမွေးထတာပေါ့နော်ချက်ချင်းလမ်းလျှောက်လို့ဘယ်မှပြုံးမလဲတက်တာမှလျှောက်ဘာဖြစ်တဲ့ညာဖြစ်တယ်ဗောသူ့စိတ်ဘူးတော့ဘူးရဲ့သမီးမြင်မြန်တက်တာမှသမီးသမီးလေးကိုချီရမှာတဲ့အဲ့လိုပြောတဲ့မိခင်တရားပဲရင်နေရခံစားချက်တည်းဦး ိတ်စရာဝင်နေနားလဲပြီးနိုင်သိကောင်းမှာပဲလို့ဘသူအပြစ်လို့လဲမပြောချင်မအောင်ဘသူအပြစ်ပိုးရမှလဲမသိဘူးကလေးစတော့မောင်မသိတဲ့စရာဝင်နေအပြစ်လားတမမလူကြီးနဲ့ကလေးကိုရွေးလိုက်တဲ့ကျမအမေရဲ့အပြစ်လားတမမကလေးကမတော်ဘူးသူပြောပြောလိုက်တဲ့စရာမရဲ့အပြစ်လား ကျမတို့မောင်နှမတွေအနာမမနေပြီနဲ့ကျမတို့မောင်နှမတွေရဲ့အဖြစ်ပဲထင်ပါတယ်ကိုရီးယားအကြီးဖြစ်ပြီးတော့ကိုညမလေးကိုမဆောင်ချောင်းနိုင်ဘူးအခုဘောနော်မေမေပြစ်မဲ့ညမလေးတွေရောအမတွေရောဘောနော်ဒီမညမလေးတို့မျိုးမဖြစ်ဖို့ကယူဆိုင်ကြပါလို့ စီယာဝင်နေဆိုဘလောက်ပဲသူတို့ပညာတတ်တယ်သူတို့စေးပညာကိုဘလောက်ပဲတော်ပါတယ်ပဲပြောပြောတော်ရစီယာဝင်နေရှိသလိုမျိုးစီယာဝင်နေလက်ချက်ကြောင့်အသက်ဆုံးရှုံးတဲ့သူတွေလည်းရှိပါတယ်လို့အခုလက်ရှိတီတော့ညီမညီမလေးကိုမြင်ပုံတော်မပြောရဘူးတနာဆုံးလို့ညီမမလေးရန်ကန်စားရတယ် ့ဟိုခံစားနေရတဲ့ကျမညီမလေးတို့အမတို့ဒီဗီဒီယိုလေးဆောင်းအောင်ကြည့်ပြီးသွားရင်မိခင်တွေမိခင်တွေပေါ့မိခင်ရောကလေးရောတွေအဘိစကားလေးနဲ့ဆူတောင်းစကားလေးတွေပြောခဲ့ကြပါဦးလို့တောင်းဆိုပါလေတောင်းနေတာတော့ဘယ်လိုကျေးဇူးတင်ပါလဲ